ိုယ့်ရဲ့ဖုန်းထဲမှာမရှိမဖြစ်အသုံးပြုနေရတဲ့ Play Store software မှာမလိုအပ်တဲ့အမိုက်တွေများနေလို့သုံးရတာမထွက်လက်တဲ့သူတွေအတွက်ပေါ်ပါသွက်လက်လာအောင်အမိုက်ရှင်းထုတ်တဲ့နည်းလမ်းလေးကိုမျှဝေပေးခြင်းပါတယ်။ Okay ပါဘယ်လိုမျိုးရှင်းထုတ်ရမလဲဆိုတာကျော်နဲ့တူတူလေ့လာကြည့်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဖုန်းထဲက Play Store software လေးတဲကိုဝင်ပေးလိုက်ပါခင်ဗျာ။ Okay ပါ Play Store software တဲ့ကိုရောက်ပြီဆိုရင်တော့ညာဘက်ပေါ်တောက်မှာရှိတဲ့ကျွန်တော်တို့ Google profile လေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ Google profile လေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးနားမှာရှိတဲ့ကျွန်တော်တို့ setting လေးတဲ့ကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါမိတ်ဆွေတို့ရဲ့ဖုန်းထဲကဒီ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ โอเคပါ September ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှရှိတဲ့ January တဲကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคပါဒီအပေါ်ဆုံးမှရှိတဲ့ January ဆိုတဲ့ September လေးတဲကိုထပ်ဝင်ပေးလိုက်ပါ okay ပါ general တဲ့ကိုရောက်ပြီဆိုရင်တော့ကျောဒုတိယမြောက်မှာရှိတဲ့ account san divide free foreign ဆိုတဲ့ကျော setting လေးတဲ့ကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ okay ပါဒီမှာရှိတဲ့ account san divide free foreign တဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ โอเคပါဒီ setting လေးကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ပထမဆုံးရှင်းထုတ်ပေးရမယ့် setting လေးကတော့ဒီမှာရှိတဲ့ history ရဲ့အောက်မှာရှိတဲ့ clear device set history ဆိုတဲ့ကျော်တို့ setting လေးပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒီ setting လေးကိုမိတ်ဆွေတို့အနေနဲ့ဒီနေရာမှာတေချာလေးရိုက်ချပေးဖို့လိုပါတယ် okay ပါဒီ setting လေးကိုဘာကြောင့်ရှင်းထုတ်ရလဲဆိုရင်တော့ဒီ setting လေးကိုရှင်းထုတ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ play store software ထဲမှာကျော်တို့ရှာခဲ့တဲ့ history တွေပေါ့နော်အမိုက်ကလေးတွေကိုရှင်းထုတ်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ clear device set history ဆိုတဲ့ setting လေးကိုနှိမ့်လိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့အပြာရောင်စာတန်းကျတို့ clear history ဆိုတာကိုဆက်နေပြရမှာဖြစ်ပ ါတယ်ခင်ဗျာ။ Okay ပါဒီမှာရှိတဲ့ clear history ကိုဆက်နေပေးလိုက်ပါခင်ဗျာ။ဒါဆိုရင်တော့ဒီအောက်မှာဇာတ်လမ်းလေးပေါ်လာပါပြီ။ set history clear ဆိုပြီးတော့ကျွန်တော် Play Store မှာရှာခဲ့သမျှကျွန်တော်မှတ်တမ်းတွေကိုရှင်းထုတ်ပေးပြီးပြီဖြစ်ပါတယ်။ဒါကတော့ပထမဆုံး setting လေးပဲဖြစ်ပါတယ်။ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ clear white list ဆိုတဲ့ကျွန်တော် setting လေးတဲ့ကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီမှာရှိတဲ့ clear white list ဆိုတဲ့ကျွန်တော် setting လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ။ မိပြီဆိုရင်တော့ဒီမှာရှိတဲ့အပြာရောင်ဇာတန်းလေးဖြစ်တဲ့ clear ကိုပဲကျွန်တော်တို့နေဆက်နေပေးရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ clear ကိုဆက်နေပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ wait list ကိုလည်းကျွန်တော်နေတန်ချင်းရေးလုတ်ပြီးသွားပြီးဖြစ်ပါတယ်ခင်ဗျာ okay ပါပြီးပြီဆိုရင်တော့ကျွန်တော်ရဲ့ play store software လေးတကိုနောက်ထပ်တန်ချင်းရေးလုတ်လို့ရတဲ့နီလန်လေးတစ်ခုရှိပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့ phone screen ပေါ်က play store software လေးကိုကျွန်တော်ရဲ့လက်ကလေးနဲ့2စက္ကန့်3စက္ကန့်လောက်ကြာကြာလေးဖိနှိပ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာပေါ်လာတဲ့ f info တဲ့ကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ โอเคပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှာရှိတဲ့ store story ထဲကိုဝင်ပေးရမှာဖြစ်ပါတယ်ဒီ story မှာဆိုရင်တော့ 1.1MB တောင်မှဖြစ်နေပါတယ်ဒါကြောင့်မလို့ဒီ story ကိုနှိပ်လိုက်ပါခင်ဗျာပြီးပြီဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းထဲမှာတော့ဒီမှာ clear data ကိုအရင်နှိပ်ပေးရမှာဖြစ်ပါတယ် clear data ကိုအရင်နှိပ်ပြီးတော့မှာ ျွန်တော်တို့နည်း clear cache ကို200မှာဖြစ်ပါတယ်သူတို့ကျောင်းရဲ့ဖုန်းနဲ့မိတ်ဆွေတို့ရဲ့ဖုန်းကျွန်တော်တို့ဝင်တဲ့ setting လေးတွေတော့အနည်းငယ်ကွဲပြားနိုင်နေပေါ့နော်ဒါပေမဲ့ဒီနေရာမှာ clear data ကိုတော့မှနှိပ်ဖို့တော့အရေးကြီးပါတယ်ကျွန်တော်ရဲ့ဖုန်းကတော့ clear data ကိုနှိပ်ပြီးမှဒါဒီမှာရှိတဲ့ clear cache ကိုဆက်နေပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီမှာ clear cache ကိုဆက်နေပေးရမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ clear cache ကိုတွေ့နေရတယ်ဆိုရင်တော့ clear cache ကိုပဲကျွန်တော်တို့တစ်ခါတည်းနှိပ်ပြီးဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ် ဆိုတော့ဒီမှာရှိတဲ့ clear catch ကိုနှိမ့်လိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့အပြာရောင်စာတန်း okay ကိုဆက်နှိမ့်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ဒီမှာရှိတဲ့ cut ဆိုတဲ့နေရာမှာကျတော် ဲ0ဖြစ်သွားပြီပေါ့နော်ဒီမှာမိတ်ဆွေတို့ကြည့်လိုက်ပါဒီနေရာမှာ 0b ဆိုပြီးတော့ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်ရဲ့ free throw တက်ကကျွန်တော်အမိုက်ကလေးတွေကိုကျွန်တော်တန်ချင်းရေလုတ်ပြီးပြီဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်ဒီ setting လေးတွေကိုမိတ်ဆွေတို့အနေနဲ့တပတ်မှတစ်ခါလောက်လုတ်ပြီးမယ်ဆိုရင်တော့ကျွန်တော်ရဲ့ play store မှာကျွန်တော်အဲအမိုက်ကလေးတွေရှင်းထုတ်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီ video လေးမှာမျှဝေပေးခဲ့တာနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းဒီ video လေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ ားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ